င်္ဂလာပါဒီနေ့မှမျှဝေပေးခြင်းတာကတော့ TikTok မှာကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုတွေထဲကမှအကောင်းဆုံးဗီဒီယိုကိုဒီထိတ်ဆုံးမှလာပြီးတော့ပေါ်နေအောင်ပင်ထောက်ထားလို့ရမယ်နေ့လေးကိုမျှဝေပေးမှာဖြစ်ပါတယ် ဒီနည်းလေးကိုပြုလုပ်ထားခြင်းအပြင် TikTok ကတငယ်ချင်းတွေကကျွန်တော်တို့ရဲ့ profile ကိုဝင်ကြည့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ပင်ထောက်ထားတဲ့အကောင်းဆုံးဗီဒီယိုကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ view တွေလည်းအများကြီးရရှိလာမှာဖြစ်ပါတယ်ဒီနည်းလေးကိုစတင်ဖို့အတွက်မိတ်ဆွေတို့ရဲ့ဖုန်းနံပါတ်ရှိတဲ့ TikTok application လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ TikTok ကိုဖွင့်ပြီးွားပြီဆိုရင်တော့ဒီအောက်နာက profile ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ r o f i l e ကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကိုပင်ထောက်ထားခြင်းနဲ့ကျွန်တော်တို့ရဲ့အကောင်းဆုံးဗီဒီယိုကိုရွေးချယ်လိုက်ပါကျွန်တော်ကဒီနေရာမှာဗီဒီယိုလေးတစ်ပုဒ်နဲ့လုပ်ပြမှာဖြစ်ပါတယ်အဲဒီနေရာမှာတော့ကျွန်တော်ကဒီဗီဒီယိုလေးကိုအဲကျွန်တော်လုပ်မယ်ပေါ့နော်ဒီဗီဒီယိုလေးကိုကျွန်တော်ပင်ထောက်ပြမယ်ဒီဗီဒီယိုကိုကိုကြိုက်နေတဲ့ဗီဒီယိုကိုပင်ထောက်မယ်ဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါ ီးရင်တော့ဒီအောက်နာကအဆက်လေးကိုတစ်ချက်နှိပ်ပါပြီးဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီအောက်နာကဒီနေရာလေးကိုလက်လေးနဲ့ဒီဘက်ကိုဆွဲပြလိုက်ပါဒါဆိုရင်တော့ဒီနေရာမှာပင်ပုံလေးပေါ်လာမှာဖြစ်ပါတယ်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲပြီးရင်တော့ကျွန်တော်တို့အပေါ်နှားလေးနှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်အဲဒါဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ပင်ထောက်လိုက်တဲ့ဗီဒီယိုလေးကဒီထိတ်ဆုံးမှလာပြီးတော့ပုံနေတာကိုအခုလိုမျိုးတွေ့ရမှာဖြစ်ပါတယ် ျွန်တော်ဒီလိုမျိုးပြုလုပ်ထားခြင်းအဖြစ် TikTok ကတငယ်ချင်းတွေကကျွန်တော်တို့ရဲ့ profile နဲ့ကိုဝင်ကြည့်လိုက်တာနဲ့ဒီထိတ်ဆိုးမှာကျွန်တော်တို့ပင်ထောက်ထားတဲ့ကျွန်တော်တို့ရဲ့အကောင်းဆုံးဗီဒီယိုကို သူတို့ကတွေ့ရှိရမှာဖြစ်ပါတယ်။ဒီနည်းပညာလေးကိုကြိုက်နေတတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။